ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြားညချိန်အပြင်းထန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပါကစ္စတန်ကအာဖဂန်နယ်စပ်ဖြတ်တမ်းမှုကိုပိတ်ဆို့ခဲ့ကြောင်းပါကစ္စတန်တာဝန်ရှိသူတွေကအော်တိုဘာ၁၂ရက်မှာပြောကြားခဲ့တယ်လို့ DW သတင်းကဖော်ပြခဲ့ပါတယ်။နိုင်ငံအနောက်မြောက်ပိုင်းပြည်နယ်ခိုင်ပါဘက်တွန်ခါဝါရဲ့တော်ခမ်းနယ်စပ်နဲ့နိုင်ငံအနောက်တောင်ပိုင်းဘာလိုချီစတန်ပြည်နယ်ရှိချာမန်နယ်စပ်ဂိတ်တွေကိုပိတ်ထားလိုက်ကြောင်းလုံခြုံရေးတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဒေသခံမီဒီယာမှာဖော်ပြချက်မှာသူ့ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကလက်နက်ကြီးတွေ တင်ကားတွေတိုက်လေရင်တွေနဲ့ဒရုန်းတွေကိုအသုံးပြုပြီးအာဖဂန်နယ်စပ်ကိစကောကူထိုင်မင်းနဲ့တင်းစီခဲ့ကြောင်းဖော်ပြထားပါတယ်။ပါကစ္စတန်တာဝန်ရှိသူတွေနဲ့တာလီဘန်အစိုးရတို့က တဖက်နဲ့တဖက်အပြန်အလှန်ဆုံးရှုံးမှုများစွာရှိတယ်လို့ပြောကြားခဲ့ပါတယ်။အာဖဂန်တပ်ဖွဲ့တွေကအရက်သားတွေကိုပစ်ခတ်တာဟာနိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပါလို့ပါကစ္စတန်ပြည်ထောင်ဝင်ကြီးမိုဆင်နာဗီကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။လင်းပြန်ပြီးထိရောက်တဲ့တုံ့ပြန်မှုတွေနဲ့ပါကစ္စတန်ရဲ့ရဲစွမ်းတတိရှိရဲ့တပ်ဖွဲ့တွေကကျူးကျော်မှုတွေကိုလုံးဝတီးခတ်တော့မှမဟုတ်ဘူးဆိုတာပြသလိုက်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ ါကစ္စတန်စစ်တပ်ကသူ့ရဲ့စစ်သား23ဦးနဲ့အာဖဂန်တိုက်ခိုက်ရေးတမား200ကျော်တေဆုံးခံကြောင်းထုတ်ပြန်ခဲ့ပါတယ်။တာလီဘန်ဘက်ကတော့သူ့ဘက်ကစစ်သား9ဦးတေဆုံးခဲ့ပြီးပါကစ္စတန်စစ်သား58ဦးကိုတုံ့တင်ရှင်းလင်းခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အာဖဂန်တပ်ဖွဲ့တွေဟာပါကစ္စတန်စစ်ကံ25ခုကိုတင်ပိုက်ခဲ့ကြောင်းတာလီဘန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူအကြီးအကဲဇာဗီဟူလာမူဂျာဟစ်ကပြောကြားခဲ့ပါတယ်။